တညာရင်ငလင်းနဲ့ကြိန်လှုပ်ခဲခဲ့တဲ့ရန်ကုန်မှာနောက်ထပ်ငလင်းတွေလှုပ်ခတ်နိုင်သေးလားအားလုံးပဲမင်္ဂလာပါမလာ28ရက်နေ့ကအောင်ပြင်းငလင်းကြီးလှုပ်ခတ်ပြီးနောက်မှာနောက်ဆက်တွဲငလင်းတွေဇက်တိုက်လှုပ်ခတ်နေခဲ့ပြီးတော့တလကျော်တဲ့အထိရတန်သွားခြင်းမရှိပါဘူးနောက်ဆက်တဲ့ငလင်းတွေဟာငလင်းဗဟိုချက်အနီးလှုပ်ခတ်တာများပေမဲ့လည်းအခြားဒေသတွေမှာလှုပ်ခတ်တဲ့နောက်ဆက်တဲ့ငလင်းတွေလည်းရှိခဲ့ပါသေးတယ်မူလငလင်းကြီးလောက်အာမပြင်းတော့မေ အင်အားပြောင်းတဲ့အင်အားအသင့်တရှိတဲ့နောက်ဆက်တွဲငလင်တွေကိုတော့တွေ့ရပါပြီ။မလ28ရက်အပြင်းငလင်ကြီးလှုပ်ခဲချိန်မှာဆိုရင်တော့မြန်မာနိုင်ငံလေပိုင်းဒေသတွေကငလင်တန်ကိုစိုးဝါးစွာခန်းဆားခဲ့ကြရပါပြီ။ဒါပေမဲ့ရန်ကုန်တိုင်းမှာတော့ငလင်ရဲ့လှုပ်ခဲမှုကိုသိပ်မခံစားခဲ့ရပါဘူး။ရန်ကုန်တိုင်းအတွင်းမှာလည်းငလင်လှုပ်ခဲမှုရှိခဲ့ပေမယ့်အလဲပိုင်းလောက်အာမပြင်းခဲ့တာပါ။ဒါပေမဲ့ရန်ကုန်မြို့နယ်ပြည်သူတွေကြားမှာတော့ငလင်နဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိနေကြပါပြီ။ ရှမ်းကုန်ဟာမြန်မာနိုင်ငံရဲ့လူဦးရေထူထပ်ဆုံးမြို့တစ်မြို့ဖြစ်တယ်လို့အထက်အမြင့်အဆအုပ်တွေလည်းများပါသေးတယ်။အချို့နေရာတွေမှာအထက်အမြင့်တိုက်တွေ တတိုင်းနဲ့တတိုင်းရန်ထိဆက်နေကြပြီးတော့တတိုင်းရင်တိုင်ကြီးတွေလည်းများစွာရှိပါတယ်။ဒါကြောင့်ရန်ကုန်မှသာအင်အားပြည့်ငလေးလုတ်ခတ်မယ်ဆိုရင်တော့ကျင်းနေမြို့တွေထဲပို့ပြီးတော့စိုးရတဲ့ခြေနေတွေဖြစ်သွားနိုင်တယ်လို့ကျန်းကျင်သူတွေကသုံးသပ်ပါတယ်။ဒီလိုတွေဖြစ်လာမှကိုရန်ကုန်မြို့နယ်ပြည်သူတွေကစိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။အေဗီလာ21ရက်နေ့ကအားပြည့်ငလေးကြီးလုတ်ခတ်နိုင်နေဆိုတဲ့ကောလာဟာလာကြောင့်လည်းရန်ကုန်မြို့နယ်ပြည်သူအများစိုးရိမ်ထိလင်းခဲ့ကြရပါတယ်။ဒါကြောင့်တချို့မိသားစုတွေက ိမ်နေတွေမှာအိမ်မမနေကြတော့ဘဲနဲ့ငလင်လုတ်ကင်းနိုင်တဲ့နေရာတွေမှာတိန့်ဆောင်နာရီတောင်မှရှိခဲ့ပါရီပြီးခဲ့တဲ့မေလ6ရက်နေ့ညပိုင်းမှာရန်ကုန်မှာငလင်လုတ်ခတ်မှုရှိသွားခဲ့ပါရီလေကုမြို့အနီးကိုဗဟိုပြုတ်ပြီးတော့ငလင်နေစိန်လုတ်ခတ်သွားခဲ့တာဖြစ်ပြီးတော့ရန်ကုန်မြို့တွင်ကနေလည်းတည်တသာခန်းစားခဲ့ရတယ်လို့မြို့နေလူထုကပြောပါရီမေလ6ရက်မြန်မာစံတော်ချိန်ည10:55မိနစ်လောက်မှာရန်ကုန်တိုင်းလေကုမြို့နေစီရက်ကွင်းနီးမြေအောက်အနက်30ကီလိုမီတာကိုဗဟိုပြုတ်ပြီး Restars ကြီး 3.8%အင်အားအနည်းငယ်ရှိတဲ့မြင်းငလင်တစ်ခုနဲ့ည9:00နာရီမိနစ်40မှာ Richter scale 1.6ရှိတဲ့မြင်းငလင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့သိရပါတယ်။ဒီငလင်ကြောင့်ရှန်ကုန်မြို့တွေပြည်သူတွေစိုးရင်ထိလန့်ခဲ့ကြရပြီးတော့လမ်းပေါ်ပြေးထွက်လာကြတာတွေဖြစ်ပွားခဲ့ပါတယ်။အချို့နေရာတွေမှာအချိန်တန်ကြာအိမ်ထဲပြန်မဝင်ရဲပဲငလင်ထက်လုံမှာစိုးရင်ပြီးတော့စောင့်ကြည့်ခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်အင်အားပြင်းငလင်တွေရန်ကုန်မြို့မှာဖြစ်လာမှကိုလေစိုးရင်နေကြပါတယ်။ ဒါကမလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးရဲ့နှုတ်ဆက်တွဲငလင်လားဒါမှမဟုတ်နောက်ထပ်ငလင်ကြီးမလာခင် ရှေ့ပြင်းငလင်လားဆိုတဲ့လူသူကြီးမှစိတ်ဝင်စားမှုမြင့်တက်နေပါတယ် ငလီနဲ့ပတ်သက်ပြီးဂျိုတင်ခံမှန်းဖို့ခက်တာကြောင့်အတိအကျမဖြစ်ပေးနိုင်ပေမဲ့လည်းရန်ကုန်မှာလုတ်ခတ်ခဲ့တဲ့ငလီတစ်ခုကသခိုင်းငလီရဲ့နောက်ဆက်တွဲဖြစ်နိုင်တယ်လို့ပဲသုံးသပ်ကြပါရည်ဒီနေ့တရက်ထဲမှာပဲမန်လီဒီတစ်ဝိုက်မှာလည်းပြင်းအားလေးကြော်နဲ့ငလီနဲ့လုတ်ခတ်သွားခဲ့ပါရည်ဒါကြောင့်လည်းရှိချင်နေမှာဆိုရင်နောက်ဆက်တွဲငလီတွေကိုလည်းဆက်ပြီးတော့တတိချဖို့လိုအပ်နေပါသေးတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်အမေပါနေအောင်ရှင် shame.